Hello ပရိသတ်များအားလုံးမင်္ဂလာမနက်ခင်းလေးဖြစ်ပါစေရှင်ပရိသတ်များအားလုံးကျွန်တော်ရဲ့ Dinai Sport မြန်မာစနေကနေပြီးတော့ United Nations ပြသတဲ့သတင်းအကြောင်းအရာတွေကိုတင်ဆက်လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့မှလည်းပရိသတ်တွေတန်ကိုဒီစားကဘယ်လိုမျိုးသတင်းအကြောင်းအရာတွေကိုယူဆောင်လာမလဲဆိုတာပရိသတ်များအားလုံးကဒီစားရဲ့ဗီဒီယိုလေးကိုအစားကနေဆုံး live ပါကြည့်ရှုနိုင်ဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ဟုတ်ကဲ့ပါရှင်ဒီကနေ့ရဲ့ပရမအောင်ဆုံးသတင်းအကြောင်းအရာအနေနဲ့ ူလိုက်တရဲ့တိုင်းစီကစားတမန်လီကာနာချုပ်ကိုလာမယ့်နေရာဒီမှာခေါ်ယူဖို့အတွက်နာပိုလီအသင်းကတော့ထပ်မံကြိုးပမ်းသွားမယ်ဆိုတဲ့အကြောင်းအရာနဲ့စတင်ကြပါတယ်။စီးရီးအ်ကလပ်နာပိုလီအသင်းဟာပြီးခဲ့တဲ့ဇန်နဝါရီမှာခေါ်ယူနိုင်ခြင်းမရှိခဲ့တဲ့ယူနိုက်တက်ရဲ့တိုင်းစီမှုဖြစ်တဲ့ကာနာချုပ်ကိုလာမယ့်နေရာဒီမှာခေါ်ယူသွားဖို့အတွက်ထပ်မံပြီးတော့ကြိုးပမ်းသွားမှာလည်းဖြစ်တယ်လို့သိရပါတယ်။နာပိုလီအသင်းဟာဆိုရင်ပြီးခဲ့တဲ့ဇန်နဝါရီလက PSG အသင်းထံရောင်းချခဲ့တဲ့ ဂျော်ဒီယာတိုင်းစစ်ကစားသမားဖြစ်တဲ့ကာဗရာစကယ်လီယာရဲ့နေရာမှာအစမ်းထိုးသွားဖို့အတွက်ကနာချိုကိုခေါ်ယူဂျိုပန်ခဲ့ပြီးမြင်အောင်မြင်မှုမရခဲ့ပါဘူး United အသင်းက Premier League ရဲ့အမြန်ဆုံးနဲ့ရေရှည်တည်တံ့မှုစီမင်းဖြစ်တဲ့ PSR နဲ့ kait နေမှုရှိစေဖို့အတွက်လာမယ့်နေရာအတိမှာအသင်းရဲ့ကစားသမားတွေကို ရောင်းချထားဖို့လည်းရှိနေပါတယ်ကနာချိုမှာ Academy ထွက်ကစားသမားတယောက်ဖြစ်ပြီးတော့သူ့ကိုရောင်းချလိုက်မယ်ဆိုရင် အတတင်းအမြန်ငွေရရှိနိုင်တဲ့သူတစ်ယောက်ပါ နာပိုလီသင်းကဒီယာဒီ CDA အမှတ်ပေးစရာကိုဥဆောင်နေပြီးတော့ချန်ပီယံဖြစ်ဖို့အတွက်ရေပန်းစားနေပြီးတော့အဒီယန်တောင်ဝင်ရှိသူတွေအနေနဲ့လာမယ့်နေရာဒီမှာမီဒီယာ20အလို့ချကနန်ချူကိုခေါ်ယူဖို့အတွက်စီစဉ်နေတယ်ဆိုပြီးတော့သိရပါတယ်ရှင်။ဆက်လက်ပြီးတော့နမနေအနေနဲ့ဥရောပအသင်းတွေစီကိုပြောင်းရွှေ့နိုင်မှုအတွက်ပေါ်ပါကအယုံဆိုင်နေဆိုတဲ့သတင်းအကြောင်းအရကိုလည်းဝေမျှပေးသားချင်ပါတယ်။အခုလရှိမှအသင်းလက်မဲ့ဖြစ်နေတဲ့ဂျူဝင်တန်အသင်းရဲ့ခွင့်နဲ့လူဟောင်းပေါ်ပေါ်ပါက ကလန်အသင်းတစ်ခုကိုအချိန်ယူဆုံးဖြတ်ဖို့ရှိနေပြီးတော့ဥရောပအသင်းတွေတန်ကိုပြောင်းချွေနိုင်ဖို့အယုံဆိုင်နေလို့ ESPN ကတော့ဖော်ပြထားပါတယ်။အသက်အရွယ်32နှစ်အရွယ်ရှိပြီးပြတဲ့ပေါ်ပါလက်ရှိအချိန်မှာ Major League Club DC United အသင်းနဲ့အပြောင်းအရွှေ့အတွက်ချိန်ဆမှုတွေလည်းရှိလို့နေပါတယ်။ DC United အသင်းက Major League Club အသင်းတွေထဲမှာပေါ်ပါကိုဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နိုင်နေတဲ့တသင်းနဲ့တော့အသင်းနဲ့ဖြစ်ပါတယ်။ ။ဒါကြောင့်မို့လို့ DC United အသင်းရဲ့ထရီမန်နေဂျာဖြစ်တဲ့ Maggie ကပေါ်ပါရဲ့ကုသလရီနဲ့ချိန်ဆမှုတွေလည်းပြုလုပ်လို့ထားပါရယ်။တာမျက်စီသုံးဆွဲခဲ့ရလို့တွေးကြရတော့မို့ဖွဲကစားခွင့်နေပိတ်ပြင်းနေပြည်တံပြေးသွားပြီဖြစ်တဲ့ပေါ်ပဟာဒီမေတဲ့တင်းကစာချုပ်ဖြတ်တင်ခဲ့တဲ့ပြီးခဲ့တဲ့နေ့နိုဝင်ဘာလရက်ကအသင်းလက်မှန်းဖြစ်နေကြရတယ်ဖြစ်ပါရယ်။ပေါ်ပါကအနာဂတ်မှာမီတလီတန်ပြောင်းထွေးဖို့စိတ်ဝင်စားပြီးမြေသူရဲ့ဦးစားပေးကဥရောပဘောလုံးလောကရဲ့ကိုပြန်လည်ဝင်ရောက်ဖို့ပါပေါ်ပါကသူဟာ ချန်ပီယံလိဂ်ကစားရတဲ့အသင်းတွေမှာကစားနိုင်တယ်လို့ယုံကြည်မှုတွေရှိနေရလဲဖြစ်ပါတယ်။၂၀၂၀ခုနှစ်ကမ္ဘာမလားပြိုင်ပွဲမှာလည်းပြင်သစ်အသင်းအတွက်ပေါ်ပါကပေါဝင်ကစားချင်တာကြောင့်ဥရောပထိပ်တန်းကလပ်အသင်းတွေစီကိုကြောင်းရွှေ့ခဲ့မယ်ဆိုရင်သူအတွက်ဒီခွင့်ရေးကိုရယူနိုင်ဖို့လည်းရှိနေပါတယ်။ပေါ်ပါကဥရောပပြည်တွေကနေလာတဲ့ကံလန်းမှုတွေအပြင် DC United အသင်းရဲ့ကံလန်းမှုကိုလည်းစဉ်းစားနိုင်တာလည်းဖြစ်ပါတယ်။ပေါ်ပါတယောက် ဆော်ရီနဲ့ဘရာဇီးလီးရဲ့ကဲလန့်မှုတွေကိုလည်းရရှိထားပေမယ့်ပင်ချထားခဲ့ပါတယ်။2023ခုနှစ်စက်တင်ဘာလကဒူဝင်တန်နဲ့အမ်ဘိုလီတင်းတို့ပွဲစဉ်ကိုသူရနာဆုံးပွဲအနေနဲ့ပါဝင်ကစားထားခဲ့ပြီးတော့နောက်ဆုံးပွဲကတော့လွန်ခဲ့တဲ့3နှစ်က United အသင်းက Spark ကို3ခု2ခုနဲ့အနိုင်ရခဲ့တဲ့ပွဲလည်းဖြစ်ပါရဲ့ရှင်။တမန်ပြီးတော့ Champion League ကစားခြင်းလိုပဲဆိုရင် United ကိုမလာနိုင်လို့တပည့်အောင်ဖြစ်တဲ့ Rookie Rest ကို Amorin ကတော့အသိပေးလိုက်ပါတယ်။ ။ဆူရင်တိုက်စစ်မှုဖြစ်တဲ့ Rookie Race ကလက်ရှိဘလုံးလောကမှာအကောင်းဆုံးတိုက်စစ်မှုတွေကတရားအနေနဲ့တမန်ခံတိုင်းရတဲ့သူလည်းဖြစ်ပါရယ်။အသက်25နှစ်အရွယ်ရှိတဲ့တိုက်စစ်မှုက Les Paul မှာကစားခဲ့တဲ့ကာလတွင်း68ပွဲမှာ95ဂိုးအထိသွင်းယူထားပါရယ်။သူဝန်တရားဒီမှာပြိုင်ပွဲရရမှာ52ဂိုးအထိသွင်းထားပါရယ်။ Brighton နဲ့ Coventry တိုက်စစ်မှုဟောင်းဟာလာမယ့်နေရာဒီမှာအင်္ဂလန်မှာပြန်လည်ပြီးတော့ခြေချလာမယ်လို့သတင်းတွေပြေးနေပြီး ဆီယဟောင်းအမော်ရင်ရှိတဲ့ဂျနိုက်တက်ကလည်းသူလာရောက်နိုင်တဲ့ကလပ်တီတွေမှာပါဝင်လို့နေပါရင်အမော်ရင်ကရိုကီရက်စ်ကိုခေါ်ယူဖို့အတွက်ချန်ပီယံလိဝင်ခွင့်ရရှိမှုမှာအရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်လာဖို့အတွက်ရှိနေပါတယ်။အမော်ရင်အနေနဲ့သူနဲ့စကားမပြောရသေးပါဘူး။တကယ်လို့ကစားသမားတယောက်ကချန်ပီယံလိမှာကစားခြင်းလို့ယူနိုက်တက်ကိုကစားဖို့လာမယ်ဆိုရင်တော့မလာပါနဲ့။ကျွန်တော်တို့ကယူနိုက်တက်ကိုကိုးစားပြုတင်တဲ့သူကိုပဲလိုချင်တာပါ။ တိုင်ပွဲတွေမှာကစားတင်တဲ့သူမျိုးကိုအလိုမရှိဘူးလို့ပြောကြားသွားခဲ့ပါတယ်။ Logires က Sporting Lisbon နဲ့ထုတ်ဆိုထားတဲ့စာချုပ်အတွင်းမှာစာချုပ်ဖြတ်သိမ်းခြင်းပေါင်တန်း60ဒေါ်လာတန်80နဲ့ခေါ်ယူနိုင်မယ့်အချက်ကိုထည့်သွင်းထုတ်ဆိုထားတဲ့သူလည်းဖြစ်ပါတယ်။ပေါ်တူဂီသတင်းစာဖြစ်တဲ့ Ebola ကလက်ရှိအချိန်မှာ Logires ကိုခေါ်ယူသွားဖို့အတွက်အာဆင်နယ်အသင်းကတော့ရေပန်းစာဆုံးဖြစ်နေလို့ဖော်ပြထားပါတယ်ရှင်။နောက်ဆုံးနေ့ကတော့ Europa League ရရင်တော့မှတရားသေးကိုကဲတင်နိုင်မှာမဟုတ်ဘူးလို့ အမော်ရင်ကတော့ဝန်ခံလာရဲဆိုတဲ့အကြောင်းအရာကိုပြပြပေးသားကြပါမယ်။ United အသင်းရဲ့နီးပြတဲ့ Julian Morin ကတော့တရားဒီမှာအသင်းကနေပြီးတော့ Europa League ကိုစကူးနိုင်ခဲ့ရင်တော့မှသူရဲ့ United နီးပြဘဝပထမအဆုံးပွဲထွက်ရသည်ဟာကြာရှုံးခဲ့တာလေလို့ပြုမွေလင်းလင်းကိုမှဝန်ခံလာခဲ့ပါတယ်။အခုလက်ရှိအချိန်မှာ United အတွက်တခုတည်းသောမျှော်လင့်ချက်က Europa League ပြိုင်ပွဲမှာပိုဆွဲဖို့တာရှိနေပြီးတော့အခုလည်း United က semi final ကိုတက်ရောက်ထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့ Amorin ကတော့ D-plus ကိုရယူနိုင်ခဲ့ရင်တော့မှ သူတို့ရဲ့ရာသီကိုကြည်တင်နိုင်မှာမဟုတ်ဘူးလို့ယုံကြည်နေပါရင်ပေါ်တူဂီလူမျိုးနီးပြအမော်ရင်ကသတင်းတောက်တွေကိုအခုလိုပဲပြောကြလာပါရင်ဒီဘေးကကျွန်တော်တို့ရဲ့ရာသီအတွက်ဘလောက်တောင်မှအရေးကြီးလဲဆိုတာလူတိုင်းသိပါရင်ဘယ်ရာမှကျွန်တော်တို့ရဲ့ရာသီကိုကြည်တင်နိုင်မှာမဟုတ်ပါဘူးဒါပေမဲ့ဒါကတော့ကြီးမားတဲ့အရာတစ်ခုဖြစ်နိုင်ပါရင်ဖလားတစ်လုံးရတာနဲ့နောက်နေ့ချန်ပီယံလိဝင်ခွင့်ရတာကအများကြီးကိုမှပြောင်းလဲသွားစေနိုင်ပါရင်နေရာဒီမှာတော့မှပြောင်းလဲမှုတွေဖြစ်စေနိုင်ပါတယ်လို့ပြောသွားခဲ့ပါတယ်ရှင် ဟုတ်ကဲ့ပါဒီကနေ့ရဲ့သတင်းကြောင်းရတင်ဆက်မှုကတော့ဒီမှာပဲပြီးဆုံးပါပြီရှင်။နောက်ဆက်ပြီးကရင်အတွက်ပရိသတ်များအားလုံးကိုအတူတူပဲကျေးဇူးတင်ပါတယ်။ပရိသတ်များအားလုံးလည်းနေ့ထွက်မှာရွှေခွက်နဲ့ဝီရီပြေးမှခင်နေကြပါစေရှင်။